Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အဆိုတော် Selena Gomez နဲ့ TA Producer Blanco တို့လက်ထက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရုတ်ဆောင်နဲ့ဆိုတော် Selena Gomez ဟာ TA နဲ့ Producer Blanco နဲ့လှုပ်ဝှက်စွာလက်ထက်ခဲ့ပြီးအဆိုပါသတင်းကိုတော့သူတို့နှစ်ဦးခြံဝင်းတစ်ခုမှာအနမ်းပေးနေတဲ့ပုံနဲ့အတူ Instagram မှာကြေညာခဲ့ပါတယ်အသက်33နှစ်အရွယ် Gomez ကတော့ Rolf Lauren ရဲ့ဒီဇိုင်းထုတ်ထားတဲ့သူတို့သူမီဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး အသက်38နှစ်အရွယ်ဗလန်ကိုကလည်းပဲအဆိုပါဒီဇိုင်နာရဲ့ဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်ကတည်းကစတင်တည်ကျွမ်းခဲ့ကြပြီးပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။သူတို့နှစ်ဦးဟာ2019ခုနှစ်က I can't get enough တခြင်းကိုအတူတူဖန်တီးခဲ့ကြပါတယ်။ဂိုမက်ဆဲနာမည်ကျော်တငယ်ချင်းတွေနဲ့အမှတ်တံဆိပ်တွေကလည်းကွန်ပျူစကားတွေပြောကြားခဲ့ကြပါတယ်။သူမရဲ့ Hulu Slandre Only Mothers in the Building အကောင့်မှာတော့ ကျွန်တော်တို့ရဲ့ mail bag ကလက်ထပ်သွားပြီလို့យេតាထားပြီးသူမရဲ့ rare beauty အလှကုန်လှိုင်းကလည်းပဲအဆိုပါဆောင်အတွက်အတွက်ဝမ်းမြောက်ကြောင်းကိုပြောကြားခဲ့ပါတယ်။ Blanco ဟာဆိုလို့ရှိရင်တော့ Katy Perry ရဲ့ Teenage Dream Britney Spears ရဲ့စာကတ်နဲ့ Maroon 5ရဲ့ Move Like Jagger စတဲ့သတင်းတွေကိုပြုလုပ်ခဲ့တာကြောင့်လည်းလူသိများတာပဲဖြစ်ပါတယ်ခင်ဗျာ။